ဘန်ကောက်ဘာလို့လှုပ်မင်္ဂလာပါအော်ဒီယိုဝိုင်းစွန်တိုင်းမှာကြိုဆိုပါတယ်စကုတ်ကမှာတော့ဝင်းမျိုးသူဆိုတဲ့ Facebook account ကနေရေးတင်ထားတဲ့ဘန်ကောက်ဘာလို့လှုပ်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ပေးပါဦးခင်ဗျာဘန်ကောက်ဘာလို့လှုပ် AB 28ဆိုတော့မြမပြည်မှာလှုပ်တဲ့ငလင်ကြီးတလားပြည့်ရနေပါပဲဒီကနေ့မိတ်ဆွေတွေနဲ့ငလင်အကြောင်းပြောပြတော့ဘန်ကောက်ကငလင်တန်ခံရပြီး ကျန်းငလင်းဘဟုကျန်းတန်နေတဲ့ထိုင်းမျိုးတွေကဘာလို့တိတ်မခံစားရရလဲဆိုတော့အမေးပေါ်လာပါလေတကယ်တော့ဘန်ကောက်မျိုးဟာငလင်းပြည့်ပြည့်ကျော်ပေါ်မှာတည်ထားတဲ့မျိုးမဟုတ်ပဲငလင်းတန်းဘာလို့ခံရရလဲဆိုတာစိတ်ဝင်စားစရာဖြစ်လာတော့ပြန်ပြီးရှာဖွေဖတ်ရှုရပါတယ်1990ဝန်းကျင်ဘန်ကောက်မှာနေစဉ်ကတည်းကထိုင်းနဲ့ဂျပန်ဘူမိဗေဒပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကမြန်မာပြည်မှာလှုပ်မဲ့ငလင်းဟာဘန်ကောက်ကိုလည်း ဆိုးဝါးစွာထိခိုက်နိုင်တယ်ဆိုတာတွေပြောဆိုနေတာကြားဘူးနားဝရှိပေမဲ့အသေးစိတ်တော့မစူးစမ်းမလေးလာမိပါဘူးပြီးခဲ့တဲ့လကငလင်းလောက်တဲ့ခါထူးခြားမှုအနေနဲ့ငလင်းဘိုးဂျန်နယ်နေတဲ့စကိုင်းမန္တလေးကပျက်စီးမှုများသလို နေပြည်တော်မှာလည်းငလင်းတန်းအတော်ခံရတာတွေ့ရပါတယ်သို့တော့စကိုင်းပြည့်ရဲ့ကြောကြားကမိထီလာတာစီတို့ငလင်းတန်းခံရတယ်မကြားမိသလို စကိုင်းငလင်နဲ့တပြိုင်တည်းလှုပ်တဲ့ရှမ်းပြည်ကြောက်ကြမ်းပြွက်ရွေငလင်မှာလဲတောင်ကြီးမြို့ဟာငလင်တန်းခံလိုက်ရတော့လဲအင်းလေးလိုစိုးစိုးဝါးဝါပျက်စီးထိခိုက်တာမခံရဘူးလို့သိရပါတယ်ဒီကြောက်ကြမ်းပြွက်ရွေကျောင်းနဲ့ဆက်ဆက်နေတဲ့ထိုင်းအနောက်မြောက်ဒေသတွေဖြစ်တဲ့မဲဟောင်ဆောင်တို့လိုနေရာတွေမှာငလင်တန်းတိုက်မခံရပဲပြည့်ရဲ့ကြောင်းမရှိတဲ့ဘန်ကောက်မှာလာခံရတာဖြစ်ပါတယ်။ထိုင်းကသူတေသနလိလမှုတွေရ ဇကိုင်းငလင်ဟာဗန်ကောက်ကိုလှိုင်းပြခတ်စေမဲ့အနေရရှိကြောင်းဖော်ပြထားပါတယ်။ဒါကဘာနဲ့အလားတရံတူသလဲဆိုတော့ရေကန်နဲ့ကြောက်ခဲတလုံးပြစ်ထည့်လိုက်တယ်လို့ပါပဲ။ခဲကြတဲ့နေရာလှိုင်းကပြင်းထန်ပြီးဗဟိုချမ်းနဲ့ဝေးတဲ့အခါပြန်ကားပြီးတဖြည်းဖြည်းနဲ့လှိုင်းကအားပြော့သွားပါတယ်။သို့တော့ဗဟိုနားမှာရှိတဲ့အောက်ခံကြောက်သားနဲ့မြေဟာမကြောနေရင်လှိုင်းကပြင်းထန်တော့လဲထိခိုက်မှုမဆိုးပဲ ဘဟုနဲ့ဝေလို့တိုင်းပြော့တော်လဲမြေသားပြော့နေရင်အနာသားတွေဆက်ဆက်တုံလှောက်ခါနေသလိုကန်းကြေရသဲတွေလိုင်းပုတ်တက်တန်ခံရရမျိုးနဲ့တွေ့ပါတယ်အဲ့ဒီနေရာတွေမှာလူတွေကအစင်ကျင်မဲ့ဖန်တီးပြုတ်ပြင်တိဆောက်ထားတာတွေများရင်ငလင်ဘိုချမ်းနဲ့ဝေတော်လဲအဖျားခတ်ခံရတဲ့တန်ကိုခံရဖို့ရှိပါတယ်ဒါကြောင့်မို့လို့ဘန်ကောက်ဟာငလင်ဆောက်လောက်တာခံရမဲ့အနေမရှိပေမဲ့ မြေသားပြော့တာမို့အဝေးကပြင်းထန်တဲ့ငလင်ကြီးတွေရဲ့လိုင်းများခတ်တဲ့တံကိုခံရဖို့များတယ်လို့သုံးသက်ထားတာတွေ့ရပါတယ်။ဒါကြောင့်တဘာဝမြေနေထားရဲ့လူတွေပြုပြင်စီမံထားမှုအခြေအနေတွေပေါ်မူတည်ပြီးငလင်တံပိုးခံရခြင်းမခံရခြင်းကိုဖြစ်စေရလို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လဲစကိုင်းမှာဗဟုပြုတ်လုပ်တဲ့ငလင်တံကိုစကိုင်းမန္တလေးပြင် နေပြည်တော်က အလဲမှာရှိတဲ့မျိုးတွေထက်ပိုခံရတာဖြစ်ပါတယ်။သခိုင်းငလင်သမကကြောက်ကြန်းငလင်ကပါ နေပြည်တော်ကိုနှစ်ဖက်ညက်လှုပ်လေသလားလို့လည်းတွေးမိပါတယ်။စစ်တောင်းမြစ်ဟိုဘက်ဒီဘက်ခွာတယ်ဆောက်ထားတဲ့မဟာပြူဟာစီမံတွေနဲ့စိတ်ကူးရင်မျိုးတော်ကြီးဟာမရှိမလှခံလိုက်ရပါတော့တယ်။ပြည်ရင်းပြည်ပရန်စွဲတွေကိုကာဝယ်ဖို့မျိုးတော်ဆိုတာလေရုရေရုမြေရုလူရုဆိုတဲ့ ဒူလေးလူနဲ့အရန်တားပြူကာကွယ်တိဆောက်ရတယ်ဆိုတော့စာဖတ်သူကြီးရဲ့အောဝါရကထာကိုလည်းသတိရမိပါရဲ့ဘေးပတ်လည်းကိုအိုင်အွန်ဆိုက်စင်မှာမြေအောက်ကလာတဲ့အနေရကိုမတွက်ဆမိလိုက်တော့ည20အတွင်းတိဆောက်ထားတဲ့မြို့တော်စာဦးကုံကြားစိတ်တွေဟာတဲတဲ့ရေတုံလိုပဲဖြစ်သွားပါတော့တယ်တဘာဝတရားတွေရဲ့လူစီမံခံကွက်မှုတလွဲတွေရဲ့ပေါင်းစုပြီးငလင်းတန်းခံလိုက်ရတဲ့နေပြည်တော်ကရုံးနေတာခုကြတော့ တဖန်ပြန်ပြီးရန်ကုန်မှပြောင်းကရုံဖွင့်ဖို့လုပ်နေတယ်လို့ကြားသိရပါတယ်။နေပြည်တော်ကလွတ်တော်တမတာရုံဆေးရုံတွေပြည့်စည်သွားတော့ရန်ကုန်ကပြည်သူလွတ်တော်ရုံကိုပြန်အသုံးပြုမယ်ဆိုတဲ့အတန်တွေပြန်ကြားလာရပြန်ပါတယ်။တုံတုံလိုချစ်ချက်လုပ်နေတဲ့အလေးထားဟာမရိုးနိုင်အောင်ပါပဲ။ဒါကတော့ဝင်မျိုးသူဆိုတဲ့ Facebook အကောင့်ကနေရေးတင်ထားတာကိုဖျက်ပြပေးတာဖြစ်ပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။ အားလုံးသောမြန်မာနိုင်ငံသားပေါင်းငလင်းဘေးနဲ့တကွဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သအပ်ပါတယ်။